တရုတ်နိုင်ငံတရားဝင်ချစ်ကြီးခီးသွားရောက်နေတဲ့ဒေါင်ဆန်းစုကြည်ကမနေ့ကတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့ပါတယ်။သူ့ရဲ့ခီးစဉ်နဲ့ပတ်သက်လို့နိုင်ငံကသတင်းတွေတင်ဆက်ပေးနေတဲ့ဒီပီသတင်းတော့ဦးနေသွင်းခြင်းကိုစတူဒီယိုကနေတဆင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်ရှင်။ဦးနေသွင်းရဲ့မနေ့ကဒေါင်ဆန်းစုကြည်နဲ့တရုတ်သမ္မတတို့တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့နိုင်ငံကသတင်းတွေဘလို့ရေးသားဖော်ပြနေကြသလဲရှင်။ဟုတ်ကဲ့ပါခင်ဗျ။အဓိကကတော့တရုတ်အစိုးရကထုတ်တဲ့သတင်းတွေကိုပဲ နိုင်ငံတကာသတင်းတွေမှာပြန်ပြီးတော့ဖော်ပြတာဖြစ်ပါတယ်တရုတ်တမရကဒွန်ဆန်းစုကြည်ကိုပြောတဲ့အထဲမှာတော့ဒီတရုတ်နဲ့မြန်မာဆက်ဆံရေးဆိုတာကဒါအတွန်းရှည်ကြာခဲ့ပြီပေါ့လေပြည်တွင်းရေးအခြေအနေတွေဘယ်လိုပဲပြောင်းပြောင်းဒီဆက်ဆံရေးကတော့ဘယ်လိုမှပြောင်းမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောပါတယ်နောက်တစ်ခုကတော့ဒွန်ဆန်းစုကြည်ရဲ့ခရီးစဉ်ကတဆင့်ပါတီတရုတ်ကွန်မြူနတီပါတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်ပါတီချင်းပါတီချင်းဆက်ဆံရေးနောက်ပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးပိုပြီးတိုးတက်လာဖို့မျှော်လင့်တယ်ဆိုပြီးတော့မှပြောပါတယ်။ဒေါ်ဆန်းစုကြည်ဘက်ကပြန်ပြောတာကတော့ဒီခရီးစဉ်ကနေတဆင့်ခနာတမရကြီးပြောသလိုပေါ့ဒီပါတီချင်းဆက်ဆံရေးရောနောက်ပြည်သူချင်းချင်းဆက်ဆံရေးရောတိုးတက်လာဖို့မျှော်လင့်တယ်ဆိုပြီးတော့မှပြောတာမျိုးကျွန်တော်တို့တွေ့ရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီဒေါန်ဆန်းစုကြည်ရဲ့ခီးစဉ်အတွင်းမှာပေါ့နော်မြမနဲ့နဲ့မချင်းထိဆက်နေတဲ့ယူနန်ပြည်နယ်ကုမင်းမြို့ကိုသွားဖို့လဲရှိတယ်ဆိုတော့အဲ့ဒါကရောထူချမှုတစ်ခုဖြစ်လာမလားရှင်ဟုတ်ကဲ့ ဒါထူးခြားမှုတစ်ခုလို့ပြောရမှာပါဘာဖြစ်လို့လဲဆိုတော့ဒီတရုတ်ကွန်မြူနတီပါတီကမီဒီယာတစ်ခုမှာဖော်ပြကြဲအရဆိုလို့ရှိရင်ဒီဖီးစင်ထဲမှာရင်ကျေးမှုဖလဲရေးအဆီဇင်တွေတော်တော်များများပါမယ်ဆိုပြီးတော့မှဖော်ပြပါတယ်ရင်ကျေးမှုဖလဲရေးအဆီဇင်ဆိုတဲ့ဟာကတော့အခုနောက်ပိုင်းတရုတ်အစိုးရကတုံးတဲ့ဒီတန်ကင်းတမန်ကင်းမှာတော်တော်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့အိန္ဒိယဒီဝန်ကြီးချုပ်ရဲ့တရုတ်ပြည်ခီးစဉ်ပေါ်မှာကြာကင်းကသွားခဲ့တဲ့ခီးစဉ်မှာဆိုရင်ဒီလိုပဲယဉ်ကျေးမှုကိစ္စတွေ နောက်ဘာသာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တော်တော်များများတရုတ်ရောအိန္ဒိယဘက်ကရောတော်တော်များများမြင့်တင်ပြီးတော့လုပ်ခဲ့တာမျိုးရှိပါတယ်။ဒေါ်ဆန်းစုကြည်ဆိုရင်လည်းပဲဒါအခုပြင်းမှာကျွန်တော်ဒီနေ့သိရတဲ့သတင်းဆိုရင်ဆွဲတော်ကိုသွားဖူးတယ်ဆိုတာမျိုးသိရပါတယ်။ဒါမျိုးယဉ်ကျေးမှုကိစ္စတွေပေါ့လေဒါလည်းအရေးကြီးတဲ့အပိုင်းပါ။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီယူနန်ပြည်နယ်ဆိုတာကမကြခင်ချိန်ထိစစ်ပွဲတွေဖြစ်ခဲ့တယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲတရုတ်ကစီးရီးလေးကျင်းခဲ့တဲ့နေရာဖြစ်ပါတယ်။အခုဒေါ်ဆန်းစုကြည်ခရီးနဲ့တိုက်ဆိုင်ပြီးတော့မှကိုကန့်ဘက်ကလည်းပဲဒီစစ်ပွဲတွေကိုတစ်ဖက်သက်ရက်တယ်ဆိုပြီးတော့မှကြင်ညာပါတယ်။ နောက်ဥညာဝင်းပြောထားတာရှိပါတယ်ဒွန်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာနေဆက်ငင်းငင်းရေးကိစ္စဟာလည်းပဲအာဂျင်နာတခုဆွေးနွေးစရာတခုအနေနဲ့ပါသွားမယ်ဆိုတာပြောပါတယ်ဒီနှစ်ခုကတိုက်ဆိုင်နေတာလည်းကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ကဲ့ပါရှင်ဒီသူ့ရဲ့ခီးစဉ်နဲ့ပတ်သက်လို့ပေါ့နော်တရုတ်အစိုးရရဲ့မြန်မာနိုင်ငံပေါ်မှာထားတဲ့နိုင်ငံခြားရေးမှုဝါဒအပေါ်မှာကောဘလို့ဝေဖန်တုံ့တက်မှုတွေရှိနေလဲရှင်အဓိကတော့ဒီမြန်မာအစိုးရတက်တက်လာတဲ့အချိန်ကစပြီးတော့မြန်မာဘက်ကတော့ဒီ policy ပြောင်းလိုက်တာပေါ့စစ်အစိုးရတစ်ချောင်းခစ်တစ်ချောင်းလုံးကတော့ ဒီတရုတ်နဲ့ပဲတီးတန့်ဆက်ဆံခဲ့တဲ့ပုံစံမျိုးနောက်ပိုင်းကျတော့နိုင်ငံတကာကမြန်မာဆူရကဆက်ဆံရေးဖွင့်လိုက်တယ်တစ်ချိန်တည်းမှာပဲတရုတ်ရဲ့ယင်းနီမျိုးနွယ်မှုဖြစ်တဲ့မြစ်ဆုံရေကာတာစီမံကြီးဂင်းကြီးကိုဆိုရင်လည်းပဲမြန်မာပြည်သူတွေကရောကန့်ကွက်တဲ့ကြားတွေကနေသမရဦးသိန်းစိန်ကနေပြီးတော့ဆိုင်းငံ့လိုက်တဲ့အခြေအနေပြောဒီအခြေအနေတွေကိုပြန်ကြည့်ပြီးတော့မှတရုတ်ဆူရကမြင်တာကတော့မြန်မာအစိုးရနဲ့ကြီးပဲဆက်ဆံလို့မရတော့ဘူးအလွှာစုံနဲ့ဆက်ဆံရတော့မယ်ဆိုတာမျိုးပြောင်းလာပါတွေ့ရပါတယ်နောက်ပိုင်းအခြေအနေကအခုဆိုရင်တရုတ်ကနေပြီးတော့မှမြန်မာ ီကနိုင်ငံရေးပါတီဟိုအကြံခံရေးပါတီကဥက္ကဋ္ဌသူရောဥရှင်မဲဆိုရင်ဒါပြီးခဲ့တဲ့လတုန်းကသွားခဲ့တယ်ဒါအခုကတော့ဒွန်ဆန်းစုတီပေါ့ဒီမတိုင်ခင်တော့ကလည်းကျွန်တော်တို့တိုင်းသားပါတီကကောင်းဆောင်တွေကိုလည်းဖိတ်ခဲ့တာရှိတယ်လူလူအခြေပြုအဖွဲ့အစည်းကအဖွဲ့တွေကိုလည်းဖိတ်ခဲ့တာရှိတယ်နောက်ပြီးတော့စာရေးဆရာလိုမျိုးပုံကိုယ်တွေကိုလည်းဖိတ်ခဲ့တာတွေရှိပါတယ်ဆိုလိုတာကတော့တရုတ်ကဆက်ဆံရေးကတော့အရင်လိုအစိုးရနဲ့တည်တံ့မဟုတ်ဘဲနဲ့ပို့ပြီးတော့မှအလွှာဆုံးကျေပြန့်လာတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုနေတင်ရေ ဒါကတော့ဒေါန်ဆန်စုကြည်ရဲ့တိုးပြီးခီးစင်နဲ့ပတ်သက်လို့ဟိုကျွန်တော်တို့ရနိုင်ငံကသတင်းတင်ဆက်ပေးနေတဲ့ကိုနေသွင်းငင်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါအခုဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်